ရှမ်းပြည်နယ်တောင်ပိုင်းဟဲဟိုးမြို့ဝေယုံမင်ကျေးရွာမှာစစ်မှုထမ်းဖို့မဲနိုင်ရမှာမဲနိုင်သူလူ400စလုံးမဲပေါက်ခဲ့တယ်လို့ရွာကန်တွေကပြောပါတယ်။ရွာသားကြီးကတရွာလုံးကိုမဲလာမနိုင်မနေရဆိုပြီးဝေယုံမင်ရွာလေခမ်းမကိုအသက်16နှစ်ကနေ35နှစ်ကြားလူငယ်တွေကိုချင်းချောက်မဲနိုင်ခိုင်းခဲ့ရမှာမဲနိုင်သူအလုံးမဲပေါက်ခဲ့တယ်လို့ဆိုပါတယ်။ ရွာကန်လူငယ်400ကျော်ကလာရောက်မဲနိုင်ကြရမှာအားလုံးမဲပေါက်သွားခဲ့ပြီးတော့မဲပေါက်တဲ့နံပါတ်စင်လိုက်စစ်မှုထမ်းသွားရမယ်လို့ဒေသခံတွေစီကနေသိရပါဗျ။နံပါတ်စင်လိုက်အပတ်စင်တိုင်းသွားရမှာဖြစ်ပြီးတော့ငွေပုံမှန်ထည့်မယ်ဆိုရင်တော့လူငါထည့်ပေးမှာဖြစ်ပြီးမရရင်တော့ပေါက်မဲကြသူလိုက်ပေးရမယ်အခြေအနေလို့ရွာကန်တို့ကပြောပါဗျ။ ဝေယုံမင်းကျေးရွာမှာစစ်မှုထမ်းငှားဖို့တလကိုကြက်နှစ်တောင်းကောက်ခံခဲ့ပေမဲ့နောက်ပိုင်းလူစားငှားတာမရတော့တဲ့အတွက်မဲနိုင်ရတာဖြစ်ပြီးလူငှားမရရင် ပောက်တဲ့နမဆင်အတိုင်းလိုက်ရတော့မှာပါရွာတကြီးဥဝတုတ်ကတော့လဆင်ကြက်နှစ်တောင်းပုံမှန်ပေးနိုင်သူဆိုရင်စစ်မှုထမ်းမပါစေပဲလူငားရှာပေးမယ်လို့မလုံပေးထားပေမဲ့ရွာကန်တွေကအယုံကြည်မရှိဖြစ်နေတယ်လို့ရွာကန်တို့ကပြောဆိုထားပါတယ်